ဒီအဘာတရင်းနဲ့မှာတော့ ARV ခြေနေကောင်းမှာ၃လေးလေးခြေနေကောင်းမှာတရင်တက်ဖွဲ့ပဲဘက်တယူးမှုကဘယ်လိုကြပါလဲဆိုတာပြောပြနေတဲ့ကုမ္ပဏီမောင်ဖြစ်တယ်နော်ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့၅နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တဲအဆင့်ဖြူဝဲရမယ်ဖြူဝဲအပ်တဲ့အယောင်ရည်အကုန်လုံးအသားတွေကလောက်တီကိုပေါ်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်ဟွာအင်ကြီးပြဝတ်တာနဲ့ပန်းပန်းလာနဲ့ဆိုဖမ်းမယ်တဲ့ဟာငါလီးပဲကွာမလာပြီမှာတွေ့လားမလာတခုမှမလာတွေ့လားမခိုးရအောင်ဝင့်နေရ ခိုးတယ်ကောထောင်းတော့ထောင်းတော့ဟုတ်ကဲ့ဆန္ဒရှိမှာတော်လိုက်အဲ့ဒီထဲမှာတော့စစ်အရေးအရွယ်ကောင်းနေတဲ့ဆိုတင်ငန်းဆွဲချုပ်ပြီးတော့နော်စစ်မှုနဲ့ထမ်းကန်ကြည့်လို့မှာအလုံးမဲမိဂလာပါရှိပန်မီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့အစား ဖွင့်မရသေးဘူး။အရှိတ်ထဲမှာကြီးလာတာကအရှိတ်တောင်နဲ့စစ်တောင်တို့တော်တိုက်တဲ့အောင်စစ်စစ်ရေးတဲ့ရှစ်တန်းအမှတ်အဲ3139အမြောက်တရင်နဲ့တိုက်တဲ့အောင်တိုက်တဲ့အောင်စစ်စစ်ရေးကြီးလာတော့တိုက်တဲ့အောင်စစ်စစ်ရေးဒါပေမဲ့ခုတော့ကော်ပိုရာနဲ့ဒီ KLU နဲ့ကော်ပိုရာဒီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တွဲတော့တော်တိုက်တဲ့အောင်မအောင်တော့ဥကြွားရတော့တွေ့တယ်ဘာဘာတို့ကအဲ့လိုမျိုးတော့မလုံနဲ့လေဆောင်ပုံးနဲ့ညီအောင်တော့နေထိုင်မှာပေါ့ခင်ဗျားတို့ကပြောတော့ကဘာအဆင့်မီစတန်ဒစ်ဒီစတန်ပစ်ဒီနဲ့မဟုတ်ပါဘူးလူတယောက်ကမွေးနေဘူးလှုပ်ပေးတာလူတယောက်ကမွေးနေ စောတော်ဆန်းစုကြည်ရဲ့မွေးနေမှာအင်းကြီးအပြာဝတ်ထားနေပန်းပန်တာနဲ့ကိုဒါနဲ့ဖမ်းပါပဲဟမ်ဘာတွေလုပ်နေလို့လဲဒီဒီမွေးနေမှာဒီအင်းကြီးဝတ်လို့ရှင်ဖမ်းအောင်အဲ့ဒီအင်းကြီးကဘယ်သူ့ကိုသူကစူးနေလို့လဲမဟုတ်ဘူးလားလူတွေကတော့တော်တော်ကွာကြတယ်ကွာကြောက်ပြီဆိုလဲချီးချမ်းအောင်ကြောက်တော့အင်းကြီးအပြာဝတ်ထားနေပဲဘာနန်းကြသွားမှာလားဟမ်ခင်ဗျားတို့ကအင်းကြီးပြဝတ်ထားနေခင်ဗျားတို့ကကျိန်စာမိသွားမှာလားတော့ပြလိုက်ခါပါပဲပန်းပန်တော့ဘာဖြစ်လို့လူတိုင်းလူတိုင်းပန်နေနေ့တိုင်းပန်နေ ဒီပန်းကြီးခေါင်းပေါ်တင်ထားရတယ်ခင်ဗျားတို့ကနန်းနေကြဟုတ်လားဘဝကြီးပြောင်းသွားမှာလားစိတ်ဆင်းရဲပါတယ်ကွာအင်းကြီးပြဝတ်တာနဲ့ပန်းပန်းတာနဲ့ဆိုဖမ်းမယ်လေဟာငါလီးပဲကွာဟုတ်တယ်အဲ့လိုပဲပြောခြင်းဒီလည်းညစ်ပါတယ်သူတို့နဲ့ကြောက်ပါပဲပန်းပန်းတော့အချိန်ရွေးပန်းမလို့ဖြစ်နေတယ်အင်းကြီးတော့အယောင်ရွေးရမလို့ဖြစ်နေတယ်မင်းတို့ချက်ထားလေမင်းတို့ထုတ်ထားလိုက်ဘယ်အယောင်မွေးကြဘူးလို့ထုတ်မထားဝတ်ချင်တဲ့ဝယ်အင်းကြီးဝတ်မှာပေါ့ငါတို့ဘာငါတို့ဝတ်ချင်တဲ့နေဝတ်ချင်တဲ့အင်းကြီးဝတ်မှာပေါ့စောက်ယူတယ်တကယ်ကောင်းနေတော့အင်းကြီးအပြာဝတ်ရင်ဖမ်းမယ်ပန်းပန်းရင်လည်းဖမ်းမယ် ဖားချောင်းအလောက်တိအောင်ကြောက်နေရတာလေဒီကျွန်တော်တို့ရဲ့အမေအိုကြီးကိုခင်ဗျားတို့စိတ်ပူမရင်းနဲ့ကျွန်တော်ပြည်သူတွေကဘယ်တော့မှသွေးအေးမသွားဘူးအခုမေဆုကိုဆူတောင်းတဲ့ဗီဒီယိုရှက်တောင်းပြည်သွားပြီခင်ဗျားတို့တွေဘလောက်ပဲအကြောက်တရားနဲ့အုတ်ချုပ်အုတ်ချုပ်ချင်းချောက်ချင်းချောက်ကျွန်တော်ပြည်သူတွေကထက်ကနေဆိုညီပြီးသားပဲမိမဆိုင်တွေကတော့ဖျက်ပြနေရှက်ကောင်းမလဲမသိဘူးကြောက်ကောင်းမလဲမသိဘူးဘာဖြစ်လဲပအဝင်းကျင်ကြီးတစ်ခုလုံးကပျက်စီးသွားတဲ့အတွက် တကယ်လို့သာပတ်ဝန်းကျင်ကကောင်းနေမယ်ဆိုရင်အဲ့ဒီမိမစိတ်ငကတစ်ဖြတ်ဖြတ်နဲ့လုံနေရင်ပတ်ဝန်းကျင်ချိရမယ်ဟာဟိုလာပြီဟိုမှာတွေ့လားဟိုမှာလေတခိုးမကြီးလားတွေ့လားတွေ့လားတွေ့လားမှာယောက်ျားတခိုးကြီးလေဟာတူတူသူမိမဝါစရောတွေ့လားအဲ့ဒီမျိုးလုံးတန်တွေကိုမခံနိုင်တော့နဲ့အဲ့ဒီမိမစိတ်ငကမပိုင်ရဘူးလောက်ထားကွတ်တီပဲနော်ခိုးတော့ခိုးထားတယ်ဒါပေမဲ့တိတ်နေငယ်ငယ်လေးတိတ်နေငယ်ငယ်လေးဟိုနားမှာလည်းလူရောမတို့ဒီနားမှာလည်းလူရောမတို့ဟာဒီမှာဆာညီမင်းတို့တော့လာပါပြီဆိုဆာညီမင်းတို့ကဆွတ်တဲ့အစုပ်လေးနဲ့တမောင်ကြီးညောင်းလေးနဲ့ ဟာဆိုင်ကြီးမင်းတို့ကြိုးတဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲဆိုင်ကြီးမင်းတို့ဆိုင်ကြီးဆရာချမ်းတော့မချမ်းတော့ဘူးဒါကိုတိခါရှိတယ်ခွာအဲ့ဒီချိန်မှာစိန်နေကတဲ့လူကဝတ်နေရမှာလူရတိုင်းကြီးကစိန်နေကကမော့မော့စွတ်ကျဲဆိုလို့နဲ့ကောင်ဝတ်နေอืมမခိုးတဲ့ကောင်ဝတ်နေရခိုးတဲ့ကောင်ထောင်းထောင်းထောင်း ျွန်တော်ပြောတဲ့အတိုင်းပြက်လေဆိုတာမြင်ပြီလားမဟုတ်ဘူးဗျာသူတို့တွေကသူတို့ရက်ွက်လေးနဲ့သူတို့သူတို့အတိုင်းဝိုင်းလေးသူတို့နေနေတယ်လို့ထင်နေတာတနိုင်ငံလုံးကိုစောက်ကူးမဆိုင်တဲ့စောက်ချိုးနဲ့နေနေလို့ကျွန်တော်ပြည်သူတွေဒီထက်နဲ့တက်တက်နဲ့နေရတာဗျဟုတ်ကဲ့ဗျဆရာညီမင်းတို့အရန်လေးစားပါတယ်ကျမ်းမာပြီးတော့အသက်ရှည်ပါသေးလို့ဆူတောင်းပေးပါတယ်ဗျအမေတခုတော့ပြောမယ်နော်ဟောင်းဟောင်းချင်းတယ်ဆိုလေပုံလေးတက်ပြီးတော့ဟောင်းဟဲ့နော် စိတ်လျှော့ပါတဲ့စိတ်လျှော့ထားတာပဲအများကြီးစိတ်လျှော့ထားတယ်ကော်ရိုးတို့ကအရင်ဆုံးမပြောဘူး तू ကလာဟောင်းတာလာဟောင်းတဲ့ခွေးတွေတော့မှာကော်ရိုးတို့ကအများကြီးမပြောလာဟောင်းရင်တော့မှလူလူသူလူမဟောင်းဘူးတို့ကတိလာအဲ့တော့ဟောင်းရင်တော့မှလေခွေးဝဲစားတိုင်းခွေးဝဲစားတိုင်းပဲတိလာမကြွေးမမွေးမနဲ့ခြံဝမှာလာဆောက်ပြီးပြီးတော့လာပြီးတော့အဆောက်လာတော့ပြီးဝဲစားခွေးတွေရဲ့အတိုင်းပဲလာဟောင်းတာနော်တိလာလာဟောင်းတာအဲ့တော့ကျမတို့ကအရင်ဆုံးချိုးပြီးပြောတာမဟုတ်ဘူးတို့ပေါ်အနာပေါ်ဒုတ်ကြတော့ မြန်မာပြည်မှာမဟုတ်လို့ပြောတာပေါ့တဲ့မြန်မာပြည်မှာလည်းဘာလို့နေစရာရှိလဲငါတို့ကနင်တို့လိုအောက်ဆယူမဟုတ်ဘူးနင်တို့လိုအောက်ဆယူမဟုတ်ဘူးချီပြက်လက်ပြက်မဟုတ်ဘူးဒါပေးတာယူကျွေးတာစားမဟုတ်ဘူးငါတို့ကြိုက်တဲ့နိုင်ငံကငါတို့ရေချင်းရှိတယ်ကြိုက်တဲ့နိုင်ငံမှာနေကြိုက်တယ်ငါတို့လုံးလုံးစားလို့ရတယ်ငါတို့မှချင်းတစ်ဖက်လက်တစ်ဖက်ရှိအကောင်ကြီးဟုတ်လားမင်္ဂလာပါမမားတယ်မင်္ဂလာပါရှင့်နော်မင်္ဂလာပါမအမလီနေရများဟိုဘယ်လိုပြောမလဲဆိုတော့ခါကြတော့သူများနိုင်ငံမှာနေပြီးတော့ငါတို့ကပစ္စည်းမဟုတ်ဘူးအောက်စာယူမဟုတ်ဘူးအောက်စာယူမဟုတ်ဘူးငါတို့ကတိလား ငါတို့ကအရင်ကတည်းကမွေးကလေးကိုရဲ့ဟိုမိဘတွေကကျူးမူးလာတယ်ပစ္စည်းဥစ္စာဆိုတာလေကိုပိုင်ရင်ချင်းနဲ့မြင်ဘူးတယ်နင်တို့လိုနားလိုက်မဟုတ်ဘူးတိလားစင်ကြီးကိုခွေးမမျော်နဲ့နင်တို့ပထွေးနင်တို့ဘာမှကျေးမအောင်စင်ကြီးကိုခွေးမျော်တယ်လို့မမျော်နေနဲ့တလားနော်တလာညို့ကြည့်ရတယ်ဆောက်ခွက်ကမတင်အဲ့ရှလုံးမတင်နားပြီးတော့စင်ပြီးကိုခွေးမြော်နေတယ်လို့ပဲငါကြည့်ရတာလိုက်လွေတာဘာပြောမှမဟုတ်လို့လေနော်လိုက်လွေတာကလည်းဘာပြောမှမဟုတ်လို့လေအာလိုက်လွေတာဘာပြောမှမဟုတ်လို့ဆိုခေါင်းစဉ်ကိုကြည့်လိုက်လေနော်မလာကခွေးတွေကလည်းပြောရင်ဆရာကြီးဘာမှရည်ချင်းမရှိဘူးလေပြောပြလိုက် လိုက်လွှဲတာအပေါ်ကအပေါ်ကတောင်ကလိုက်လွှဲတာဘာပြောမလို့လဲဆိုတော့လိုက်လွှဲတာဘာပြောမလို့လဲဆိုတော့ကျမလိုက်ကိုဝင်လာတာဆုံးကြီးမကြည့်မနေဆိုသူများပြောတာနားထောင်လေလိုက်ရဲ့ခေါင်းစဉ်ကိုအရင်ဆုံးကြည့်လိုက် ဝင်လာတော့မယ်ဆိုရင်ဘောမသားသမီးတို့တခါလေပြောပြချင်တာကဝင်လာတော့မယ်ဆိုရင်လိုက်ရဲ့ခေါင်းစဉ်ကိုကျွန်မတတ်တာလေလိုက်ခေါင်းစဉ်ကမင်္ဂလာပါအမေအချစ်များဆိုပြီးကျွန်မခေါင်းစဉ်တတ်တာလေအဲ့တော့ခေါင်းစဉ်ကိုချစ်ပြီးမှဝင်လာစမတက်ပြင်မတက်နဲ့ခေါင်းစဉ်ကိုချစ်တသေးချာချာခေါင်းစဉ်ချစ်ပြီးမှဝင်ကိုနေရာနဲ့ကိုနေစဉ်နဲ့အမကြီး เนาะအကုသို့မဖြစ်ပါစေမြန်မာပြည်ကျမတို့ကနိုင်ငံရေးမိသမီဖြစ်တော့ကြောင့်ကျမတို့ကဗလီစိုက်ဖို့အချိန်ရှိဘူးเนาะအဲ့တော့အာလီလိုက်တဲ့ကအကိုကတရားချချင်တယ်ဆိုဗလီစိုက်တယ်တရားချချင်တယ်ဆိုမအားလောက်သွားပြီးတော့ဗလီသွားစိုက်တရားချချပြလိုက်ဖုန်းကြီးကလုံးတုံးပြီးတော့မအားလောက်တရားပါခေါ်လိုက်အဲ့တော့လုံးဝမဟုတ်ဘူးเนาะ အဲ့တော့ကျမတရားလာမချနဲ့ကျမနိုင်ငံရေးမိသမီဖြစ်တဲ့ကြောင့်မို့ကျမတို့တရားလာမချနဲ့နော်တရားလာမချနဲ့ကျမမေဒီလာရှိနေမဟုတ်ဂရုံတုံတာမဟုတ်သဖြင့်ရှိတယ်နော်အဲ့ဒါမှကိုကတရားဒီလောက်မှတရားရနေတယ်ဆိုသူများကိုတတ်နေတာမြင်နေတယ်တရားရနေတယ်ဆိုတော့နော်အဲ့တော့ကိုကဟိုပတိသွားစိုက်ပြီးတော့တခါတည်းဖုံးကြီးဂရုံတခါတည်းတုံပြီးတော့မာလာရှိမှတရားသွားဟောလိုက်ပတိစိုက်ပတိကုန်ပတိကုန်ဆွတ်ပြီးတော့သွားမာလာရှိမှသွားလိုက်အဲ့ဒီထဲမှာတော့စစ်အရေးအရွယ်ကောင်းနေတယ်ဆိုသင်ငန်းဆွဲချုပ်ပြီးတော့နော်စစ်မှုနဲ့ထမ်းကန်ကြည့်လုံးမှာတလားကျမကလာမဟောတဲ့တရားကျမကမိမ နော်အဲ့တော့မိမလည်းဖြစ်ရဖြစ်ရအတွက်ကြောင့်မို့ကျွန်မကလုံးတုံးလာတာမဟုတ်ဘူးသပင်ဝတ်ထားသပင်ပါတယ်မီဒီလာရှင်လည်းမဟုတ်ဘူးတရားဟိုကယောဂီဝတ်ထားတာလည်းမဟုတ်ဘူးအဲ့ဒါတိကိုပြောပြလိုက်တာဟုတ်ဘောမအုပ်စုကအဲ့လိုမျိုးပြက်ပြက်သားသားဆော့ပေးမှသူတို့ကတန်ရကြတာဗျအဲ့ဒါတောင်စောင့်မှတ်မရှိဘူးစောင့်ရှင်းမရှိဘူးဝင်ဝင်လာကြတယ်โอเคပြောချင်တာကိုယ့်ရဲ့ကွက်နဲ့ကိုနေပါကိုယ့်အတိုင်းဝိုင်းလေးနဲ့ကိုနေပါလူတော်တိုးဖို့မစင်စား ပါနဲ့မင်္ဂလာပါအေးပြောကြားလူလူနွားလူလူထင်ရပေးမယ်တကယ်တော့ဖေးသေးတယ်ပါဟာနွားမကြီးပြေးမှာနွားသားပေါက်လေးတာအစ်စ်ပါသေးတယ်အပြင်မဲ့ကျင်တော့လက်ရသေးတဲ့တယ်ကြားလူလူနွားလူလူထင်ရပေးမယ်တကယ်တော့ဖေးသေးတယ်ဖြစ်ပါတယ်โอเคလက်ရှိကျွန်တော်တို့နိုင်ငံရေးအခင်းကျင်းပါလေဆော်ပြီးတော့အပြင်မှာစိတ်ပြီးတော့အတွင်းမှာနီနေတဲ့အသားတွေကလောက်တွေကိုဖော်ထုတ်ဖို့စစ်ဆေးဖို့အပြစ်ပေးဖို့လိုအပ်ပါတယ်ဟွန်းရုပ်တံပိုင်းတစ်ခုပြပါမယ်ပောက်ကွဲနေလောင်နေတာပုံမှန်လေလောင်စမ်း ုပ်သက်ပိုင်းမှာရက်ဆွဲပါတယ်2022တုန်းကอืมဒါကဒေါန်ဆန်းစုကြည်ကိုကျွန်တော်တို့ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်ဆစ်ဆစ်နေတဲ့ CCTV ရုပ်သံမှတ်တမ်းချင်းနေဒီဂါရီယန်ဆိုတဲ့သတင်းဌာနမှာပေါက်ကြလာတယ်သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့စီတစ်ခုကနေပြီးပေးပို့ဆက်သွယ်လာတဲ့အတွက်နော်အဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒေါန်ဆန်းစုကြည်ရဲ့ထောင်တွင်းမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီကာရီယန်သတင်းဌာနကဖော်ထုတ်လာတယ် ်ဒီလိုအခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေကတာမန်မျိုးနဲ့ဆက်ခရိုင်ဆက်ဖဲသီးတွေလို့လို့ရတဲ့အရာမျိုးမဟုတ်ဘူးဟုတ်ကျွန်တော်တို့ပြည်တော်စုဆင့်နေမှာအသားရဲကလောက်တွေရှိနေပြီလားဒီလိုအသားရဲကလောက်တွေမရှိဘဲနဲ့ဒီလိုနိုင်ငံတော်ဆင့်ပြောဝါချက်တွေပေါက်ကြားနေပြီလားဆိုတာကျွန်တော်တို့စိုးရင်ရတယ်အပြောမေငါတို့အမေစုကိုတနိုင်ငံလုံးဝချစ်တယ်မလွဲတာလို့ဒါခွေးလက်အောင်မှာနေနေရပြီမယ်အမှန်တရားကိုချစ်တဲ့အတွက်တနေ့နေ့အမှန်တရားနိုင်ကိုနိုင်ရမယ်ဆောက် နိုင်ငံတော်ဆင့်ဖေးတိကငဘူတဲတာရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါင်ဆန်းစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီးရေးကိုနိုင်ငံခြားနာတံပေးဆိုပြီးတော့လူပေါင်း60တယောက်တိတိကျောင်းလူနိုင်ငံတော်အတွင်းစီးရေးကိုနိုင်ငံတော်ဆင့်ဖေးတိတွေခေါ်သွင်းခဲ့တဲ့အတွက်ဒေါင်ဆုကြည်အုပ်ချုပ်ခဲ့တဲ့၅နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်ဆင့်ထိတ်တဲအဆင့်လှူဝဲရမယ်လှူဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကအထားပြင်ပြတ်ဖက်ထားတိုက်ခိုက်နေကြတယ် ် MOGE နဲ့ဖက်ဆက်လုံးကနေဖြစ်တဲ့ PDD EB PDDOR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့လည်းနော်တော်ရဲ့အတက်သွေးစောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာလည်းကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆက်ဖျဲသည့်ခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်ဒီရုပ်တံဖာပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ကမှဆက်ရှိနေတဲ့ဖျဲသည့်တွေအသားတွေကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်။အသားတွေကလောက်တွေကိုဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်။ပြောမယ်မပုဒု ါတို့အမေစုလက်ထက်ကနိုင်ငံသားတော်ခိုင်းစားတာရင်းတို့အဖမအားလာကျင်ဆိုးလို့เนาะကျွမင်းနေခွေးမင်းနေသွားလုံနေတဲ့အထဲမှာမပါဘူးရှီကျင်းဖြင့်ဘောငုံလိုက်เนาะပူတင်ကြီးရဲ့ဘောမလိုက်နဲ့မနေဘူးငါတို့အမေစုလက်ထက်ကပညာသားပါပါနဲ့နိုင်ငံသားတွေကိုအကြံပေးနေနဲ့ခိုင်းစားတာပဲရှိတာဒီအဖသတင်းတွေမှာတော့ ARV ခြေနေကောင်းမှာ၃လေးခြေနေကောင်းမှာ၃လေးခြေနေကောင်းဟိုနေ့ကစမှုဟိုဘယ်ကောင်မလဲစစ်သား၄၀ကျော်တန်ရရတာနောက်ထပ်အချက်ပုံပြောင်းပြောင်းပြောင်းပြီးပေါ်ပြီးအများကြီးရောက်လာတာเนาะ တန်ရန်ရလာတယ်သူလေအဲ့တော့သုံးလေးလေးမှာဖတ်ပြောလိုက်မယ်နော်ရောအဲ့သုံးလေးလေးခြေနေကောင်းပါစေဆိုဆိုပြောပြမယ်နော်ဟာတရင်တက်ဖွဲ့ပဲဘယ်တရင်မူကဘလို့ကြပါလဲဆိုတာပြောပြနေပြကုံမောင်ဖြစ်တယ်နော်ဟိုဘလို့ခေါ်မလဲဆိုတော့နစုံနှဖျားနဲ့ဟိုအဲ့လိုမျိုးပေါ့နေနစုံနှဖျားနဲ့ပြောနေတာမဟုတ်ဘူးโอเคတရင်မူကြရင်ကြတဲ့တရင်မူနှဖျားပြောပေးအောင်ကအစဘယ်တရင်ကဘယ်ကလာလဲဆိုတာကအစကုံမောင်ပြောပြလေးရှိတယ်နော်အဲ့တော့ဟုတ်လားမဟုတ်လားဆိုတာနိုင်ရေးကျင်ညာမှာသွားဖတ်ကြည့်ပါဟုတ်လား သုံးလေးလေးမကြသေးပါဘူးဆိုတော့သုံးလေးလေးကတော့မကြအောင်เนาะမကြသေးဘူးသူပြောတော့သုံးလေးလေးကိုသူတို့ကတိုက်နေတာဖြစ်တယ်အဲ့တော့အေးအေးအနေနဲ့ကသူတို့ကအခုပနော်ကြီးကိုတိုက်ရင်မဲပေါက်ကိုတိုက်တယ်သိရမလားဒီနေ့ဒီနေ့တိုက်လို့ရှိရင်နောက်နေ့နောက်တစ်နေ့အောင်တိုက်အဲ့တော့တက်ပြောင်းတက်လုတ်တွေကဒီလောက်ဝေးกว่าတဲ့ဥစ္စာကိုသူတို့ကုန်းဖြောင်းနဲ့သွားလို့ရမှာမဟုတ်ဘူးเนาะအဲ့သူတို့ကားတွေနဲ့သွားတာလေဒါမျိုးတွေရှိရောပြန်เนาะအဲ့တော့ထောက်ဖို့ပါလို့ဒီကားတွေကလည်းအခုဂိတ်တွေမှာတရားစစ်ဖို့လိုတယ်เนาะအဓိကအဖြစ်ပေါ့เนาะ ဆေဒန်ကားတို့เนาะတစ်တင်တဲ့ကားတို့သတိထားစစ်ပါအထဲမှာခိုးကြီးပါလာတိုင်းနဲ့ရှိနိုင်တယ်အဲ့ဒါသတိကြရစစ်ဖို့လိုတယ်ခင်ဗျမင်းတို့အဲ့လောက်လုံချွေးကောင်းရင်ငါတို့ဒီအခြေအနေအထိရောက်မလာဘူးခင်ဗျနိုင်ငံလုံးလက်နက်တွေကြည်တွေပြန့်ဝေနေရမင်းတို့ဂိတ်ကအကောင့်တွေကုံလုံးကနော်ငွေပေးရင်ကြိုက်တာလုပ်လို့ရတယ်သဘောပေါက်တယ်နော်ဒီလောက်ထက်ဖားအောက်ပြီကိုအိတ်သေးပဲထည့်ဖို့အကောင့်တွေများနေတော့ငါတို့တွေရပဲအရှိ့ဘီးနေတယ်ဆိုတာသဘောပေါက်ထားဖို့လိုတယ် โอเคเจซุติดมาเลยจ้าวิดีโอนี้ကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းတော်လှန်နေသက်လေးပါလို့ဆုတောင်းရင်းနဲ့ကျွန်တော်တို့တွေနောက်ပြီးမှပြန်လဲဆုံတွေ့